အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ဇလန်းတယုတ်ဖို့မိမဲလေးတောင်ကိုရဲ့အစစ်ပဲကြိုက်တယ်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်ရွာမှာတာကြီးနိုင်မရှိပဲတော်ရွာလာတယ်တို့ရွာနာပပ္ပီဒီရွာဖျားပွဲရှိတော့ငားလာရတာပေါ့မနစ်ကတို့အဲ့ဒီဖျားပွဲအတူနှွဲခဲ့တော့ဒီနှစ်လဲဒီနှစ်မကြည့်ဘူးဘာဘာဖြစ်လို့လဲ ကြည်ပါဟာမနစ်ကလို့ငါနေုံပွဲခင်းတဲ့ရလူအစ်စ်မှာ အာဝါပေးတာလေးလွမ်းလို့စလာကလေးကထုချင်စရာကဲကဲဒီနှစ်ဇက်မကောင်းလို့မကြည့်ချင်တာလုတ်ပြန်ပြီဟာမနစ်ကကြုတ်တို့ကြိုက်တဲ့မင်းသားလေးပြုံးမြမြလာကတာလေနှစ်ပါးသွားကတာလှမလှအကလည်းပိုင်းအစိုးရလည်းမြိုင်ခါဦးတို့ပန်းကုန်းပေးပါစတိတ်ရှိုးလဲနိုင်တော့ခါဦးတို့ကြည်မဝရှုမဝပါ့ နေရလဲပဝန်းကျင်နေငါ့ကိုမေ့ပြီးမင်းသားလေးကိုအားပေးငါလည်းနေ့ကိုဖက်ပြီးအာဝါပေးပေါ့ကျုပ်ကလည်းတော့အာဝါပေးတာစိတ်ကူးတယ်မင်းသားပြုံးမြတ်မြတ်အာဝါပေးတယ်ထင်ပြီးငြိမ့်နေမိတာဟမ်ဟာဒီနှစ်မင်းသားပြုံးမြတ်မြတ်ရုံစက်ကြီးဖြစ်ပြီးငါတို့ရိုးပြက်ကပိအိတ်သက်တွေမေ့သွားပြီပေါ့တော့ပပီဒီရွာလူကြီးရတယ်မင်းသားငယ်တွေကရင်ရွာကောင်မလေးတွေကဲလွန်းနေတယ် ဒီနှစ်ငါမိမအပြိုတော့ကကြိုက်ခဲ့တဲ့မင်းသားရွှေကြီးအာပဲငှမယ်စတိတ်ရှိုးကအလကားလူလူရတဲ့ဒေါန်းတိုင်နောင်လူပဲဟဲဒါမှငါယောက်ျားမင်းသားရွှေကြီးအာအငိုကောင်းအတန်ကောင်းအကကောင်းနဲ့ဒါဆိုဇက်ကောင်းမော့ဘာဒီမင်းသားကြီးကအသက်40ကျော်ပြီးစတိတ်ရှိုးမှာမြန်မာတန်တောင်ဇက်တန်ပေါက်နေလို့ပရိသတ်တွေကရည်နေကြတဲ့အဲ့ဒါနဲ့ရှေးပိုင်းစတိတ်ရှိုးဒေါန်းတိုင်နောင်လူကြီးကိုဆိုခိုင်းမာတဲ့ ထောင်းတိုင်းနောင်လူဆိုကောင်းတာပေါ့နမဲကြီးမြမအစိုးကျော်ရန်ကုန်နောင်လူနဲ့အတန်ကောဆိုဟန်ကောတူတာမသိတဲ့သူဆိုရန်ကုန်နောင်လူပဲအိုးနားမထောင်ချင်ပါဘူးအတူကြီးကျုပ်တို့ကရန်ကုန်နောင်လူအစ်စ်အတန်ပဲနားထောင်ချင်တာနောက်ပြီးထောင်းတိုင်းနောင်လူကလူအိုကြီးရန်ကုန်နောင်လူကဂျာနေရီထဲမှာသူ့ပုံတွေပါတယ် ချောမှချောရုပ်ရှင်မင်းသားဖြစ်လောက်တယ်။မြမာတန်အဆိုရောဆိုပေမဲ့ဝယ်စားရခင်းနေအညီပဲ။ဓောင်းတိုက်နောင်လိုကမချောဘူး။ပူပူတောက်တောက်ကြီး။အတန်စင်ပေမဲ့ရုပ်ကနှစ်သက်စီနဲ့ဤ။ကြားနေအင်တာဗျူးမှာရန်ကုန်နောင်လိုကလူပြိုတဲ့တော့ရွာနာမြက်ရွာနွားမစားဆိုသလိုကိုရွာနာမနီးမဝေဓောင်းတိုက်ရွာက မိုးအေးရန်ကုန်နောင်လိုလိုအတန်နဲ့တူအောင်ဆိုနိုင်တော့ ဝေးလံတဲ့ရွာကအားပေးပေမဲ့တို့ရွာကနေအပါဝင် လူတွေကအားမပေးတာအံဩစရာမဟုတ်ပါဘူးဟဲ့ဘာပဲဖြစ်ဖြစ်နေခုပပိတိရွာဖျားပွဲတော့ငါနဲ့တူဇက်လိုက်ကြည့်ပါဟာအိုးရန်ကုန်နောင်လူအစ်စ်ဆိုတဲ့ stage show မျိုးမှာကြည့်ချင်တာတော့နင်းတကယ်ပဲရှီလာတို့ရွာဖျားပွဲရန်ကုန်နောင်လူအစ်စ်ငါခေါ်လာပြီး stage show ဆိုရစေမယ်ဆိုရင် ပပိတိရွာဖျားပွဲငါနဲ့အတူနေပွဲကြည့်စိန်လိုက်လေလိုက်ကြည့်မယ်မဟုတ်ရင်တော့အဆက်ဖြတ်မှာ စဉ်းစားနော်တော့ရန်ကုန်နောင်လိုခင်းလို့လားပိုင်းလို့လားငါရွာမှာဒေါန်းတိုက်နောင်လိုခင်းတယ်လို့မြို့မှာရန်ကုန်နောင်လိုခင်းနာတကယ်တိတ်ခင်တာပေါ့သူ့ပွဲဥထွက်စီးရီးတုန်းကငါကိုယ်တိုင်မဂ္ဂဇင်းနဲ့သူ့အလှပုံတွေရွေးပြီးထည့်ပေးထားတာမဂ္ဂဇင်းနဲ့ခမားအင်တာဗျူးတဲ့စတိုင်မီတဲ့ခမားပုံတွေပဲရွေးသုံးပေးမယ်ငွေဖြုံးပြီးကြော်ညာတွေမသုံးနိုင်တော့ view တွေနဲ့နာမည်သိအောင်လုပ်ရမှာပဲအားကိုးပါတယ်တခွေရဲနဲ့ပောက်သွားတာဒိုးတိုက်ပန်မိုးမှုလည်းပါတာပေါ့ သူငါ့ကိုအကူအညီလိုရင်ပြောပါလို့ပြောဘူးလေဒါကြောင့်တို့ရွာဖះဝဲကြရင်သူ့ကို stage show ဆိုခိုင်းရမယ်ဟဲဆိုခိုင်းမှာခါဦးတို့လေစုရုံဝင်အများကြီးချပါမယ်အစားအသောက်လူလီသေးမရှိပြုစုပါမယ်တော့ကျုပ်တို့ရွာလဲမင်းသားရွှေကြီးရပဲငားမာတဲ့ဒီတော့ stage show ပဲခါဦးတို့အားကိုးပြီးကြည့်ရမှာငားပေးမယ်နင်းကတိအတိုင်းဒီညပတ်ပေဒီရွာဖះဝဲငားနဲ့အတူလိုက်ကြည့်ရမယ်နော်အဲဘလို့လဲအမ် ကြည့်မယ်ညံများမယ်တော့မကြမ်းနဲ့တေအောင်ထုပြမှာနော်ထုထုငါလဲကိုရင်ထုံးကြီးရန်ကုန်နောက်လူငှားပြီးမဲဆိုတာဒီရွာလုံးသာမကအချားရွာတွေပါတည်င်းလွှင့်ပြရမယ်အေးရန်ကုန်နောက်လူကိုငါဘျိုးတွေကလူပြိုးလို့ညာပြီးလို့သူ့အားပေးရဲ့ပရိသတ်တွေကများလာတာဒါကြောင့်သူငါ့ကိုဂျေစုတင်နေတာခါဦးကိုမပြောမိဘူးတကယ်တော့နောင်လူကအိမ်နောင်မရှိသေးပေမဲ့နှစ်ခုလက်ကြီးညာရောက်တော့ဟဲ့ကောင် ဒါပေတော့ခခခဥစီလားမင်းခုနကမှမျိုးရလာတာခရီးပန်းမှာပေါ့မင်းဒီညတညလုံးအိမ်ဆောင်ပေးရမယ်ခဥစီ ရေနွေးချမ်းသွားမတော့နဲ့တာဘာလို့အိမ်ဆောင်ရမှာလဲအမေဟဲ့ပပ်ဗီဒီရွာမှာမင်းအဖိုးဥထုံးပါအင်းငါတောက်ခအောင်မအေးကြီးစွတ်ပေးနေတာတိရပေါ့ငါသဘောမတူပေမဲ့ဒါမျိုးတော့ငါလက်ရောပေးရမယ်ဒါဆိုသွား အမေလည်းပက်ပီဒီယာသွားရပါမယ်။အိမ်တကားပိတ်ထားလို့ရပါတယ်။ဘသူမှမခိုးခိုးပဲသွားရေးမွေးလေးစွတ်သွားအောင်နော်။ဟုတ်ကဲ့။ငါအမေကြောင့်တည်တာပေါ့။ခါဦးအိမ်ရောက်တော့ခါဦးအမေကဟဲမောင်ထုံးခင်လေးလာတယ်။ကဲပက်ပီဒီယာဇပွဲသွားကြည့်ကြစို့။တွေးလေးလေးလိုက်မယ်။အေးကွယ်ခါဦးကပက်ပီဒီယာဖျားပွဲမောင်ထုံးခင်နဲ့သွားကြည့်ပေးရစီစကတ်ဦးတန်းလို့ဗာဇက်လဲမေးတော့မင်းသာရွှေကြီးအားဆိုတော့ ဒွေးလေးတို့ငငယ်ကတိတ်ကြိုက်ခဲ့တဲ့မင်းသားဖြစ်နေတယ်ကွ။ဒွေးလေးတို့အပြိုရွယ်သူရွာလာကရင်ထမင်းပို့ရတာအမောအာလီယာချင်မောင်ရက်နဲ့ပစွန်ကျော်ငရမ်းချောက်ဖို့ကြိုက်တယ်ဆိုလို့လာပို့တာအာနာစရာထမင်းမိန်အောင်ပါပဲခုလဲမင်းသားကိုဒွေးလေးအသက်ကြီးပေမဲ့အာပေတုံးဆိုတာသိအောင်ဒီဟင်းနေချက်ပြီးသွားဖို့မလို့ဒွေးလေးတို့ငငယ်ကသူရွာနီးနားဖျားပွဲလာကရင်အဖေရိုက်ခံပြီးခိုးကြည့်တာကွ အဲ့ဒီလောက်ကြိုက်ခဲ့တာရွာအပြိုတွေသူ့ကိုဝိုင်းကြိုက်လို့သူ့ထက်ကနောက်ဘိုးကြီးပေးကြရတာကွယ်ခါဦးတို့အာဇာနီကိုအာကြီးအာကြီးနဲ့ခေါ်တယ်လို့တွေးလေးတို့လည်းရွှေကြီးအားအာလေးအာလေးနဲ့ခေါ်ကြတာသူ့အသားကရွှေကြီးဆိုတဲ့အတိုင်းမဟုရသွေးနဲ့လှပနေတာပေါ့အာလေးအာလေးမဟုရမင်းသားလေးသူရွာမှာကပြီးဇက်ရွှေသွားတော့ငါတို့မှလွမ်းလိုက်ရတာ အိမ်ရှိရွှေကြီးတိုင်းရင်သူ့ကိုလွမ်းလို့ငိုရတာပေါ့ခါဦးတို့အမေအပြိုဘွားမင်းသားကိုကြိုက်ချက်ကခါဦးထက်နှစ်ဆသားတယ်ကြီးကန်းလို့အသားမဲတာမဟုတ်ရမင်းသားတဲ့ကဲတွေးလေးတနခါလိမ့်ပြီးမင်းတို့နဲ့ပွဲလိုက်ကြည့်မယ်သူအရင်လိုလှသေးလားပဲနှစ်ပါးသွားကပြီး သူ့ကိုအရင်လိုထမင်းဆိုင်ပို့ရမယ်ဤတို့ဖြင့်ပပ်ပေရီရွာဖျားပွဲတို့ငါသွေးစေးပါခဲ့လားခါဦးငါခါဦးနဲ့နှစ်ကိုယ်တွဲနှွဲချင်တာခုတော့ ပါရမီပွဲစားစတေးရှိုးတွေနောင်တိုင်းနောင်လူဖိုးအေးရန်ကုန်နောင်လူအတန်ဖြင့်အပိဟဲနေသည်ကိုခါဦးလို့အပြုတ်တတိုက် မကြိုက်ကြတော့လဲစိတ်ပျက်စရာငါရွှေကြီးအမကသေးဘူးအေးနောက်တစ်ပုတ်စိုးတော်ငွေ900ကာလာသားများကအားပေးကြဤထုံးခင်မမူမတော်ရသေးတဲ့900ရောက်ခမလောင်ပါတော့ခါဦးလေးကိုအာဝပေးဖို့အခွင့်မရဘူးပေါ့နှစ်ပါးသွားထွက်တော့ တခါကမမရီတတိယဖို့ရွှေကြီးအားရဲ့ငဲမှုတခြင်းလေးဆိုပြတာပါ မင်းသားသက်40ကျော်ဆိုတော့သူ့လူပြိုရွယ်တော့ကကြိုက်ခဲ့ကြတဲ့ခါဦးတို့အမေအရွယ်တွေအားပေးကြပြီပေါ့ဟဲ့အတန်ကောင်းတော့လာတော့တော့အေးလေခုခါဦးတို့ပြုံးမြတ်မြောက်အားပေးတာအတန်ကြီးလဲဆက်အားပေးအောင်ပါဆိုတော့မင်းသားတွေသဘင်ဆက်ထိန်နိုင်တာပေါ့နှစ်ပါးသွားပြီးတော့ကဲ နောက်ပိုင်းဇက်ကမှမို့လူတွေပြန်တော့ရှင်းတော့အဲငါမင်းသားကိုထမင်းသွားဖို့မှမို့ထုတ်ခင်ဖော်လိုက်ခင်ဟီအာဟုတ်ဟုတ်ကဲ့ငါသူထမင်းဆိုင်ပေါ်တော့ခေါင်လေးကိုအင်းငိုက်သလိုလိုနဲ့အာဘွားပေးမလို့ဟာခုတော့ကောင်းနေခေါင်းအမေနဲ့ထုံးခင်ပွဲကြီးပြည့်တံများကို ဖြတ်ပြီးဒီကောင်ငါအလင်ငါသမီးကိုအာဝါပေးမှာဘာရမလဲမင်းသားပို့တဲ့ထမင်းဆိုင်ကလေးလိုက်တာ ဇက်ခုံမင်းသားနာရအခမ်းနာအရာအရင်လိုအားရပါရစားပါအားလေးရဲ့ငါရင်ဘသူရောက်နေပါလိမ့်ဒီအတန်ကြားဘူးပါတယ်အရင်ကအခုလိုဒီနီးနာရွာဖျားပွဲဆိုမမထုံပွဲစည်းတန်းကကာဖီနဲ့အီချာကွေးတွေဝယ်ပြီးအားလေးကိုအဝကျွေးတာတတိယရောင်းမှာမမထုံရဲ့ဟာအမေပဲမမထုံပါတနခါလေးရလေခုဒီမှွေးနေတော့နော်ဒါတက်အားလေးကတဲ့ပွဲတိုင်းထမင်းဆိုင်လာပို့တယ် မမစိန်ဦးခုမလာဘူးသူလည်းအာလေးကိုမေးလောက်ပြီးထင်ပါရဲ့လေမမထုံနဲ့တွေ့ရင် မမထုံအကြောင်းပဲပြောပါကွယ်ကောင်းမငါအရင်ဦးအောင်ရင်လိုလာပြီးကာဖီနဲ့အီကြခွေလာကြွေးတယ်ထမင်းကြိုက်မပို့ပဲစားပစ်မယ်ငါမှသူနဲ့တွေ့ဖို့တနခါလိမ့်ထားရတာဟမ်အဲထုံးခင်ပွဲပြီး၍မြို့ပြန်သည်နေခါအိုးရွာထိတ်အထိပို့ရင်ငါအမေသူ့အကိုနေမကောင်းလို့ပပ္ပီဒီရွာသွားမှာဆိုပြီးညာတာဟာခုလိုမင်းသားကြီးနဲ့တွေ့တာမြင်တော့ ရှက်လဲရှက်ရီလဲရီခြင်းပေါ့သူတို့ကြိုက်ခဲ့တဲ့မင်းသားကြီးကိုခုထိကြိုက်နေတော့နော်ငယ်ချစ်ကိုအဲ့ဒီတော့ကနင့်ကိုအာဝါပေးခြင်းလားနင့်မိကြောင်မပေးရအောင်ခုရပြင်းလူပြတ်တုံးဘာလဲအာဝါပေးရမလားလို့တဘောကဲထုံးခင်ရေကျုပ်ပြန်တော့မယ်ထောင်းတိုက်နောင်လိုပဲထောင်းတိုက်ကဖိုးအေးပဲဘာကိစ္စလဲ မင်းမင်းရန်ကုန်အောင်လူနဲ့တိုက်ခင်နေဆို မိသေးလာပြောသွားတယ်ခင်နေလေအဲ့ဒါဘာဖြစ်လဲခင်ရင်မင်းတို့ရဖျားပွဲသူ့ဆိုမှာဆိုငါနဲ့မိတ်ဆက်ပေးပါငါကြားစရာပါ ကိုစရာသမားကိုပစိုးတထည်နဲ့ကြော့ခြင်းလို့ပါခေါင်းကိုအော်ဝမပေးရလို့စိတ်တုန်နေတဲ့အေးဆက်ပေးမယ်ဝမ်းသာလိုက်တာကျွန်တော်ကောင်းကောင်းပြည့်စုံပါပါသွားပြီအေးငါလည်းခေါင်းကိုအော်ဝမပေးရလို့ခိုးလို့ခိုးလို့နဲ့မြို့ပြန်ရပြီဟင်း မြို့ရောက်၍ထုံးခင်ရန်ကုန်တော်လိုအကူညီတောင်းရာပေးရမှာပေါ့ခမည်းတော်စာပေကြောင့်ကျုပ်နာမည်ကျော်သွားတာပါ လူပြိုပါလို့ဖြိုးတဲ့ညာရေးလို့ကျုပ်အမျိုးသမီးပိရိသက်တွေအများကြီးရတာပေါ့အခုမိန်းမတယောက်ထက်ရနေပြီမဂ္ဂဇင်းနဲ့မရေးပါနဲ့နော်စိတ်ချပါခုလဲထုံးခင်တို့ရွာဖះဝဲစတိတ်ရှိုးမှာသူ့ကိုခေါ်ခဲ့မယ်ကျုပ်ကိုစိတ်မချဘူးတဲ့ဟုတ်လားထိုးစင်ကိုကိုဘလို့ကြည့်ရွာဖះဝဲဆန္နာလိုက်မှာနော် ခုပဲခေါ်ဖို့ပြောနေတာမိမရဲ့ကိုနောင်လူမိမငငယ်ချောချောလေးပဲဟိုမှာရွာအမျိုးသမီးတွေနဲ့ဘလူးဘလဲမနေရအောင်နော်စိတ်ချနောင်လူရွာ stage show ဆိုပေးမယ်ပြော၍ထုံးခင်ပြော်ပြီးထွက်လာကခေါင်းတို့ကမင်းသားဆိုတော့တွေ့ရင်ကဲတတ်တော့ဇန်နောက်နောင်လူနှမလေးအလဲလိုက်လာတာဧခန့်ကြဆိုပြီးနောင်လူနဲ့ပေးမတွေ့ခိုင်းဘူးတလားကြာဘလူးကြီးရွာထဲညောင်မကြီးတွင်ထုံးခင်ကောင်းမှုပေါ့အစ်စ်ကိုကြည့်ရတော့မယ် သူ့အသက်စစ်စစ်ကြားရတော့မယ်နေတိုင်းထမင်းဖိတ်ကြွေးမှာပွဲဥထွက်တညပဲဆိုမဆိုတော့အာရပါရနားမထောင်ရဘူးပေါ့ဒါတော့ငါထုံးခင်ကြောင့်မြတ်တာနဲ့ဆိုပေးတာညီတို့ငါထုံးခင်ကိုကျေးဇူးတင်နောက်ပြီးကောင်းမရီစုတော်ဝင်များများချဖို့မမိတ်နဲ့အေးပါဘလို့ကြည့်ရွာဖရားဝဲတော်နေဝဲခါဦးတို့ရွာပြင်ထွက်၍ကိုရင်ထုံးခင်နေအတူပါလာမြည်ရန်ကုန်နောင်လူကိုစောင့်ကြုံမျောကဓပုံထဲမှာလှသလိုအပြင်မှာလှမလားပဲ လူပြိုးတဲ့အေဟောကိုရင်ထုံးခင်လာပြီဟမ်သူနဲ့တူနောင်လူပါမလားပဲအမျိုးသမီးတယောက်ပါလာတယ်ထုံးခင်ရဲ့မျိုးကရေးစားများလားခေါင်းရေနောင်လူကကားပေါ်အားစင်နာနဲ့ပေမီးတို့ကလာသားတွေပြုစုဖို့အတင်းခေါ်သွားလို့သူနှမဆန္နာပဲပါလာတယ်နင်တို့ပြုစုကြပြုစုမယ်နောင်လူနှမမို့ချောလိုက်တာအေးလှချက်တော့ ထအူးတို့ရွာထဲလေတောတန်းလျှောက်တောပန်းနေခုပြီးရွာဦးဖျားဖူးကြမယ်လိုက်ခဲ့နော်ဆန္ဒဟုတ်ကဲ့ရှင်အိုးတုတ်တုတ်အိမ်သာလိုက်ခဲ့စက်သားเจ้าစစ်စစ်လက်ဆောင်ပေးမှာဘာစားကျင်တလဲအိမ်ချက်စားကျင်တက်ခိုင်ပြီးကြွေးရုံမှာတော်ရန်လန်းလျှောက်ရတာမောတယ်ညီမလေးအကိုနောင်လူကိုမမတုံနေတာနှစ်ယောက်ထဲမိတ်ဆက်ပြီးလက်ဆဲနှုတ်ဆက်ရမယ်ဆိုမြို့မှာစားခဲ့ရတဲ့စုံပဲစီစစ်စစ်တပုံးရွာလက်ဆောင်ဖြစ်ပေးအောင်မှာကြည်စမ်း နောင်လူမိမအိုငါညာတလို့နှမထင်ပြီးဖော်ရွေပြုံငါနေလိုက်တာအမှန်ကိုသိရင်ငါဝိုင်းထုမှာကိုတရတဲ့သားတွေကိုညာအောင်ကဲတော်မှုအချင်းချင်းတွေကိုညာရဲကဲခဲတစ္စပေါ့ဟွန်းငါမတွေးရဘူးငါမတွေးရဟူးဟွန်းဒီလိုလောက်အားလုံးတမတမမြအောင်ခုတော်ရန်လေးကိုလမ်းလျှောက်တော်ပန်းနေခုမောတော့မမတော့အိမ်မှာဆက်သားချောက်ကိုပဲစီမှွေမှွေနဲ့အဝစားမယ်ဟုတ်တယ် အဲ့ဒီအစီအစဉ်မမတုတ်သဘောကြတယ်ကဲသွားကြမယ်ခါဦးရောအုပ်စုဆနာနှစ်ထွက်သွားသည်ကိုထုံခင်ကြည့်ပြီးအင်းဆနာအမှုပညာတရဲ့ဇနီးပြီပြီနှမဟန်ဆောင်ပြီးစကားအလိမ်မှာကြွယ်ပါဒါထက်ငါနောင်လို့ပေမီးတို့ဘဲကိုခေါ်သွားတယ်မသိထုံခင်အဒါဒါနောင်လူအတုဖိုးအီးအတန်ဘာလဲမင်းကရန်ကုန်နောင်လူအစ်စ်ကိုတွေ့ချင်းလို့ငါ့ကိုနပူနစာလာလုံနေရလားဟိုတွေ့တွေ့ပြီးပြီး ရွာထိတ်ထရေဆိုင်မှာနေကမျက်မှန်ကြီးတက်ပြီးပေမင်းနဲ့ထရေရောဘီယာပါရောတောက်ပြီးလိုင်းပူးနေတယ်။ရုပ်ဖြတ်ထားတာဆိုကျော်ကြီးကိုဘသူမှမမှတ်မိတော့ငါကသွားပြီးကျွန်တော်ကဒီရွာနားတဝိုက်ဟောဒီကြားဆရာကြီးရဲ့တချင်းတွေကို အပီဆိုးနေတဲ့ဒေါင်းတိုက်နောင်လိုပါခုတွေ့တော့ကြားဆရာကြီးကိုဟိုမိတ်ဆက်ဘာငါအတန်ကိုတုဆုံနေတဲ့ကောင်မိတ်ဆွေမဖြစ်ချင်ဘူးသွားအဲ တီးခတ်လိုက်ပါသူထရင်နဲ့အရက်တော့ပြီးလိုင်းပူမူးနေတယ်ထင်ပါရဲ့ကျွန်တော်ကြားဆံမှုတီးခတ်ပါတယ်ဒါထက်ညနေ6နာရီရှိပြီရန်ကုန်နောင်လူကိုခုံလူတွေဇက်ခုံနာရောက်နေပြီဟုတ်သားပဲနွေရာသီမို့မှမောင်းတာဒါဆိုခုမင်းရန်ကုန်နောင်လူနာမယောင်မလဲသွားပြီးဇက်ခုံနာဖုံးကြောင်တဲ့ချော့ခေါ်ခဲ့ကွာဇက်ခုံပေါ်မခေါ်ရဘူးလားမင်းမသိပါဘူးသူတရလွန်မူးလာရင်သူ့ပြိဿတ်တွေတွေ့သွားရင်သူ့အထင်သေးမှာပေါ့ ူမိုးလာတာလူမသိအောင်ဖုံးကြောင်နေထားဖုံးဖုံးကိုအစိုးကြော်လေးခီးပန်းနေမကောင်းလို့လူတွေဝိုင်းလာရင်ပိုဆိုးမှဆိုးလို့ကြိမ်လုံးနဲ့မောင်းထုတ်ပေးပါလို့ညာလျှောက်တင်ရမှာပေါ့အစိုးရှင်လေးနေမကောင်းလို့ကြောက်ပေါ်ဘသူမှမဝင်ရဘူးမလာနဲ့ဒါဆိုဒို့ဖုံးဖုံးကိုညာလျှောက်ရတာငရေကြီးမှာပဲอืมဒါပေါ့ဘာပဲဖြစ်ဖြစ်ကိုကြားเสียကသူ့ပိဋိတ်တွေမူးလာတာမြင်အထင်မသေးရအောင်ငရေကြီးခံပြီးဖုံးဖုံးကိုညာရမှာပဲသွားပြီး အေးအေးတို့ညာတာဖုံဖုံတီးနှစ်ယောက်စလုံးကိုချိန်နဲ့ဆော်မှာကြောင်းပေါ်အမှုသမောက်နေမကောင်းလို့ဆိုပြီးညော်ရဲကောင်းလေးကဲကဲဘာပဲဖြစ်ဖြစ်နောင်ခလာနောင်စီတဲ့ညာရတော့မှာပဲဇက်ခုံပြေးကြည့်မှာဇက်ခုံရှိရင်နောင်လူပရိသတ်များတိုးဝေး၍စတေရှိုးကိုမျောနေကြရာနောင်လူရှင်လက်လက်ကြည့်ရမှာဟဲ့လူတွေကလည်းဖိုးကြီးပြောသလိုများလိုက်တာနောင်လူစမ်းပဲတစ်ပင်ပေါ်မှာနောင်လူကိုကြည့်ကြမိကလေးနဲ့လူကြီးများ ဝယ်ခင်တဲ့နေရာတိုးဝင်နေသောလူများကို ထုံးခင်ဖုံကြီးချောင်းဝန်းထဲမှအကြည့်နောင်လူလေးကိုကြည့်ချင်လို့အဖွားကိုနေရာလေးပေးပါကြည့်ချင်ဆော့ဆော့နေရလို့ပေါ့ရန်ကုန်နောင်လူကမူးလို့သူပရိသတ်တွေကအားပေးမလို့စောင့်လို့မျောလို့ကိုထုံးခင်ဟာဆန္နာပဲကိုဖိုးရင်နဲ့တွေ့လို့ကိုထုံးခင်ဇက်ခုံနောက်ကဖုံကြီးချောင်းမှာရှိတယ်ပြောလို့လာတာခါဦးတို့ဇက်ခုံရှိမှာငေးလို့အတော်ပဲရန်ကုန်နောင်လူလေး ထုံးခင်ဖြစ်ကြောင်းကုံစင်ပြောပြရာမပူနဲ့သူ့ကိုတွဲခေါ်ခဲ့မူးမူးနဲ့ဆိုလိုက်မယ်ဒါသူ့ထုံးစံသူ့ပရိသတ်ကသူ့ဘလို့ဆိုဆိုအားပေးတာပဲဟမ်သူ့မူးတန်ရင်နဲ့ဆိုတို့ထောင်းတိုက်နောင်လူဖိုးရေးအတန်ပို့နားထောင်ကောင်းမှာပေါ့ဖိုးရေးကအမူးသမားမှမဟုတ်တာထုံးခင်ရင်ဒါဒါဖိုးရေးအတန်နောင်လူထမ်းမေအောင်တယောက်တည်းမူးလဲနေလို့လူတွေမမတ်မိအောင်ဆောင်းနေအုပ်ပြီးဖုန်းရောင်းနေထမ်းခေါ်လာတာ ပေမီးတို့မနိုင်လို့ပြစ်ပြီးတယ်ထင်ပါရဲ့ငါတို့ဘလို့လုံးမလဲရန်ကုန်တော်လို့ဆိုပါတခုပေါ်ချလိုက်ရငါငါဆိုဆိုနိုင်မှာငါနေသူဒီလိုပုံပြတ်ပန်းပြတ်ဆိုပရိတ်သက်တွေသူ့ကိုယွန်ကြမှာဘာတွေဖြစ်နေကြတယ်မသိလူလောကအရေးမို့ငါမသိဟန်ဆောင်ပြီးအခန်းထဲပရိစိတ်နေမှာ ခွင်ပြုမိပြီကိုဒီကိစ္စဆက်နာပြောသလိုလို့ဘလို့လဲဒီလိုကွာကဲဖို့အေး မင်းကြားဆရာကိုတွဲပြီးဇက်ခုံပေါ်တင်ထိုင်ကုန်တခုမှမေးထိုင်ခိုင်းကားလိပ်တွေချထားလို့ကျိုးဆွဲဆရာကိုပြောလိုက်အေးဖိုးအေးထုံးခင်ပြောသည့်အတိုင်းစီမံပေးကဟုတ်ပြီအေးထုံးခင်ကားလိပ်နောက်မှာမိုက်ဖြင့်ရွှေပွဲလာပေးသက်ကြီးခမပေးသက်ကြီးမျောလင့်နေတဲ့ရန်ကုန်နောက်လူ မကြခင်တေးသချင်းတန်တာတွေနဲ့ဖြောပြပါတော့မယ်ကြည်ရတော့မယ်ကြည်ရတော့မယ်ဟဲ့မကွင်းနဲ့လी ဒါပေမဲ့ရန်ကုန်နောင်လူဒီရွာကိုမြစ်တာနဲ့လာဆိုရတာခရီးကပန်းလမ်းကကျန်တော့ခုအတော်ဖြားနေပါတယ်တကယ်တော့သူအတော်မူးနေတာဟွဘာပဲဖြစ်ဖြစ်သူကသူချစ်တဲ့ပရိသတ်ကြီးကိုအကြော်နေမကောင်းလဲဖျော်ဖြေမှာပဲတဲ့ထိုင်းကုံပေါ်ထိုင်းမေးပြီးစိုးမှာပါတဲ့ဒါမှတို့ရန်ကုန်တော်လူဟဲတို့ချစ်လုံးလို့နေမကောင်းဖြစ်ရနဲ့ဖျော်ဖြေမေးတဲ့ သူတို့ရောအတော်စည်တနာထားတာပဲတို့ကတော့ရန်ကုန်တောင်လို့အစ်စ်ဆိုမြစ်တာနဲ့လာဆိုတာမို့အိတ်ဆိုသွားလဲကြည့်မယ်မကြခင်ကလကာကြီးဖွင့်လာကဟေးကဲဖို့အေးရန်ကုန်တောင်လို့ဤတချင်းတန်ထွက်ပေါ်လာသည်ဒီတချင်းငါတိတ်ကြိုက်တာဒီတော့စုရုံကြီးတောင်ချင်းမြင့်မငါထုံးခင်ခေါ်လို့မြစ်တာနဲ့ဆိုတာငါစုချမှဖြစ်မယ်စုထားတဲ့ကောက်ဆိုင်ခါတွေကစုချရမယ် ။ဆူရုံငွေ9000တို့ရွာအခမဲ့တခြင်းဆိုပြီးတာတို့လဲဆုချမယ်။ငါ3000ဟာနောင်လူဆူရုံငွေအတော်ရနေတာပဲ။သူ့ဘေးနာကျမ်းမြေမှာပတ်စံတွေဖွေးလို့နေမကောင်းမဲဆိုတာတော့အတန်လေးကိုကြီးလို့တို့လဲဆူရုံငွေချမှထိုစဉ်စနာထုံးခေနာရောက်လာက တွေ့လား။ကိုကိုနာမေတ္တာနဲ့ဆိုလေပြိတ္တတွေကဆူရုံကြီးခြားတာတိမ့်ကြုံမေးရေးလိုက်တာ သူမြတ်တာနဲ့ဆိုရင်စုတော်ငွေကငားတာထက်ပိုရလို့ရှင့်ရောမြတ်တာနဲ့သူလိုက်ဆိုပေးတာပေါ့ကဲဒီပတ်စံလေးတိမ့်မှုအစိုးရနောင်လူနှစ်မလေးရဇကုံပေါ်တက်တိမ့်ပါလိမ့်မယ်လို့ရှင်းမိုက်နဲ့ကြင်ညာတော့အာဟုတ်ကဲ့ခူချိန်ရစားပြီးရန်ကုန်နောင်လူနဲ့စူရုံငွေတွေကို သူနှစ်မလေးစန္တာကတိမ့်ယူနေပါရယ်ခဗျာရန်ကုန်နောင်လူဤတချင်းသုံးမုတ်ခန့်ဆက်ဆူပြနေစဉ်ပြိဒတ်များက စူရောငွေသုံးတာသူကတော့ပတ်စံနေသိမ့်လို့ငါနဲ့ဖိုးအေးရတာသူ့လင်းတိတ်ခါမကြအောင်ကြံဖန်လိုက်ရတာပတ်စံတွေကနှစ်သိန်းကျော်ရယ်ဟဲဆနာထုံးခင်နာပြေကကိုထုံးခင်တချင်းပြီးလို့ရှိရင်ဒီတချင်းပြီးရင်လေကလကအမြန်ချပြီးကိုနောင်လို့အတော်နေမကောင်းလို့ဆက်မဆိုတော့ဘူးဆိုပြီးကြင်ညာလိုက်အခုကိစ္စပေါ်လာလို့ဘလို့ကလကချလိုက်တော့ဘာဘာကိစ္စကလကချတော့ဟဲ့ ဘာဘာကိစ္စလဲကလကာချလိုက်သည်နိရှင်တို့ပြောရင်အချိန်ကြာတယ်ကျမယောက်ျားကျမပဲထမ်းပြီးလူရှင်းနဲ့ဖုန်းကြီးကြောင်းကနေကားခိတ်ပြေးတော့မယ်ပရိသတ်များကလည်းကလကာချလိုက်၍ဘလို့ဖြစ်တာလဲသုံးဖို့ပဲဆိုသေးတယ်ဟာသူ့လင်ကိုဆနာထမ်းသွားပြီကဲပရိသတ်တွေတယောက်ယောက်မပြတ်အောင်ငါကြံရတော့မယ်ကဲဖိုးအေးမင်းအဲ့လိုလုပ်လိုက် ပရိသတ်ကြီးခမရန်ကုန်နောင်လူနေမကောင်းတာအတော်လေးဆိုပြီးခုဆက်မဆိုနိုင်တော့လို့မြို့စည်းကန်းကိုသွားပါပြီ။သူ့အစားဆက်လက်ပြီးဒေါင်းတိုက်နောင်လူခေါ်ဖိုးအေးကသူ့အတန်နဲ့ထက်တူအပီဟဲပါတော့မယ်ခမ။ဟာဟမ်ဒုက္ခခံနာမထောင်ပြန်မယ်။ဖိုးအေးဝမ်းသာအားရတိုက်ပုံလဲပြီးကလကဖွင့်သည်နေရန်ကုန်နောင်လူတချင်းကိုအပီဆိုပြလေတော့ဤ။ထုံးခေလဲဇက်စင်နောက်ဖုံးကြီးเจ้าကိုကြွေပြီးတာလန်းတော့ သူတို့ဘလို့အခြေအနေဖြစ်တာလဲငါအခြေအနေလိုက်ကြည့်မှထိုးစင်နောက်မှ လင်ခုံးမဆနာငါလင်ကိုထမ်းပြီးငွေထုံးနဲ့ပြေးတယ်ဘာရမလဲထိုးစင်မိမတယောက်ထုံးခင်ကိုကြော်ဖြတ်ပြေးပြီးလင်ခုံးမမိအသေးတက်မှထိုးမိမပတ်စံနေလင်ထမ်းပြေးသောဆနာကိုမမီ၍ငါနောင်လူမိမအစဲဟဲ့ သူရေထမ်းသမားဘဝရေကပေါင်းလာတာခုနမယ်ကြော်ပြီးမိမရှုပ်လို့ kwa ပေမဲ့တရားဝင်ကွဲတာမဟုတ်ဘူးနေရတရားမဝင်ငါလင်ကိုယူပြီးခုပတ်စံနဲ့လင်ထမ်းပြေးတာကားဂိတ်အထိလိုက်လို့မယ်မီးဦးရဲ့ဟိတ်စနာတို့ကဇလန်းအရှုပ်တွေပဲဇက်စီပြန်ပြေးမှညာကြီးသူဘာဖြစ်နေလဲဇက်မနှစ်ပါးသွားပင်ထွက်၍ထုံးခင်အမေနဲ့ခါဦးအမေတို့သူတို့မင်းသားကိုအားပေးနေကြ၏သူတို့ကြိုက်တဲ့မင်းသားပဲလေငါလည်းခါဦးကိုရှာအောင်မှ ွဲခင်းအပြင်ခါဦးကိုတွေ့ရခါဦးလေးပွဲတူကြည့်မယ်လေကြည့်ချင်တော့ကျောက်ကရန်ကုန်တောင်လိုအစ်စ်ဆိုတဲ့တချင်းမှာနားထောင်ကျင်တာခုတော့ထောင်းတိုက်နောင်လူရအတန်တူးနေဆိုတာကြိုက်ဘူးဆောဆောကရန်ကုန်တောင်လူဆိုတာကောင်းလို့လားနေမကောင်းပဲဆိုတာတော့ကောင်းလိုက်တာဒေါန်းတိုက်နောင်လူနဲ့စီနဲ့ရေငါကတော့အတန်အတူတူလားလို့စီနဲ့ရေပါဆို လာမနိုင်နဲ့ တကယ်တော့ရန်ကုန်တောင်လိုအမူးလွန်နေ၍ထိုင်ကုန်မော်တင်ကမိုက်ကင်ခိုင်းပြီးပရိသတ်ကိုဗဇက်လှုပ်ယုံသားလှုပ်ခိုင်းကနောက်မှဖိုးအေးခေါ်ဒေါင်းတိုင်းတောင်လိုကပရိသတ်မတိအောင် သူ့တခြင်းကိုစို့ပေးနေခြင်းဖြစ်၏ဒီကိစ္စခေါ့လေးကိုငါမပြောဘူးအိုးဘသူ့မှငါမပြောဘူးအတုတန်ကိုအစစ်မှတ်ပြီးပရိသတ်တွေစုကြတာယူသွားတဲ့နှမအတုမဆန္နာ တကယ်တော့ရွှေကြီးအားအသက်ရပြီးအတန်မဆိုနိုင်တော့တလကနောက်ွယ်မှာလူရဲတူဦးတရှင်းဆိုပြီးကရွှေကြီးအားစင်ပေါ်ဟန်ဖြင့်စိုးကားရသည်ကိုစောစောကထုံခင်မြင်ရ၏ဒါကိုခါဦးအမေကသူကြိုက်တဲ့ရွှေကြီးအားဆိုနေတဲ့အောင်မိတာ ဘာပဲဖြစ်ဖြစ်အမှုပညာရှင်တွေသူတို့နီးသူတို့ဟန်နဲ့ဖျော်ဖြေနေတာသူတို့ပြိဿတ်တွေဂျင်းတ်ဖို့အရေးကြီးတာပါပဲ ဇလန်းပြီးဆုံးတဲ့အထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လုပ်ပေးခဲ့အောင်နော်နောက်ထပ်ဗီဒီယိုအသစ်အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်နေ့ရက်တိုင်းမှာတာယာပျော်ရှင်ကြပါစေရှင်